โอเคဆရာကြီးကျေးဇူးတင်ပါတယ်ဆရာโอเคပါဆရာကြီးတော့ခုနကလည်းဆရာကြီးပြောသွားလို့ပေါ့เนาะဒီ work place ကလည်းခုနောက်ပိုင်းမှာဒီဟာလေးကိုဟိုဒီ team စီအစ်တလေးကိုလည်းဆရာကြီးဟိုဟိုဖြစ်လိုက်တော့ဆိုတော့လေးဆရာအဲ့ဒီဒီလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ပေါ့เนาะဆရာဒီဒီလုပ်ငန်းခွင်ထဲမှာဒီလူတစ်ယောက် ကပေါ့เนาะဆရာသူ့မှာစီဂျိုယောဂါရှိပြီပေါ့เนาะဆရာအဲ့လိုမျိုးခံစားလိုက်ရပြီဆိုရင်เนาะဆရာသူ့ရဲ့အဲဒီအလုပ်ခွင်လုပ်ငန်းခွင်မှာရောဆရာသူ့ရဲ့ working colleagues တွေပေါ့မှာရောဆရာဒီဘယ်လိုမျိုးတက်ရောက်မှုတွေရောဆရာရှိနိုင်ပါလေပေါ့ဆရာဟုတ်ကဲ့ပါဆရာဟုတ် ကျွန်တော်တို့ဟိုဒီနှစ်တွက်ကပြသထားတဲ့ဆောင်မူက diabetes and workplace ပေါ့ဟုတ်ကဲ့စီကျူကျူနဲ့လုပ်ငန်းခွင်ပေါ့တိုက်ရပါလားပြန်တော့စီတောင်ကျွန်တော်ပါလားပြန်တော့လုပ်ငန်းခွင်တွင်းမှာเนาะဆွမ်းဆောင်ပြီးွားရည်အတွက်စီကျူကျူအာထိန်သိမ်းရေးအာတူတူမျိုးဆောင်ရွက်ပြီးပေါ့เนาะကျမကြီးဝန်ကြီးဌာနနေပြောပါလားပြန်တော့ပေါ့အဲ့တော့လုပ်ငန်းခွင်စီကျူကျူယောဂရှိပြီဆိုရင်စီကျူကျူယောဂက သူဖြစ်တဲ့လူတူတဲမှာဒီမှာကာဝဲသူရဲ့မိသားစုပေါ်မှာလည်းအကျိုးတရားမှုတွေရှိတယ်လုပ်ငန်းခွင်မှာလည်းအဲကျန်တဲ့သူရဲ့ colleague တွေပေါ့လုပ်ဖို့ကံပြတ်တွေပေါ်မှာနော်လုပ်ငန်းရှင်တွေပေါ်မှာရောအာအကျိုးတရားမှုတွေရှိတယ်ပေါ့အဲ့တော့အဲ့ဒါကိုပို့ပြီးတော့အလေးထားပြီးတော့နော်စီးကျူသူကျူရှိလင့်ကစားအာတာမန်အာကျမတဲ့ဝန်ထမ်းတယောက်လိုပဲနေထိုင်နိုင်အောင်လုပ်ကင်နိုင်အောင်သူ့ဝိုင်းပြီးတော့အာဦးစားပေးပြီးတော့နော် ိုင်းပြီးတော့အလေးထားပြီးတော့အာကုညီပံ့ပိုးပြီးတော့စောင့်ရှောက်ပေးဖို့ရည်ရွယ်တာချင်းဖြစ်တယ်ပေါ့ကျွန်တော်ကဘာမှစီးကျွတ်တူကျောကလူတန်ရှိမှ385တန်းတော့ရှိတယ်တဲ့မှာတကယ်တယ်ဆိုရင်တော့အသက်အရွယ်ပေါ့အဲ့ဒါကျွန်တော်အသက်20နဲ့89နှစ်တော်တင်ပြောတာသို့ပါတော့ညာလေအသက်အရွယ်မရွေးပေါ့ရှိသမျှအသက်အရွယ်အလုံးမှာစီးကျွတ်ဖြစ်နှုန်းကိုထက်တွက်မယ်တချို့တွေက အဲ60ရာခိုင်နှုန်းလောက်ကစီးကျိုရှိမှရှိမှမသိဘူးချို့နိုင်ငံပဲ60ရာခိုင်နှုန်းလောက်ကစီးကျိုရှိမှရှိမှမသိဘူးဖြစ်နေတယ်အဲ့ဒီလူတွေကထပ်ပြီးတွက်မယ်ဆိုရင်တကွာလုံးတိုင်းတားဆိုရင်တန်ပေါင်း800ကျော်လောက်ကစီးကျိုသူရောရောကဖြစ်နေတယ်ဆိုပြောတယ်အဲ့ထဲမှာများသဖြင့်စီးကျိုသူရောကအမျိုးအစားတွေကမျိုးစား1နဲ့မျိုးစား2ဆိုမျိုးစား2ကအဲအွယ်ပေါက်ရောက်ပြီးတဲ့လူတွေမှာဖြစ်တာဆိုတဲ့အကြောင်းဝန်တော် walking age ပေါ့လွတ်လွတ်တဲ့အွယ်မှာဖြစ်တာဖြစ်တော့လူ10ဦးမှ10ဦးလောက်က လူ10ဦးမှာ9ဦးလောက်ကလုပ်ငန်းတွေမှာအာအလုပ်လုပ်နေတဲ့အကျွယ်ဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့လုပ်ငန်းကွန်တရောတွေမှာစီစီသူသူယောဂါအတွက်အထောက်ပံ့ဖြစ်မဲ့အဲလုပ်ငန်းကွန်ပတ်ဝန်းကျင်ကိုကျွန်တော်ဖန်တီးပေးဖို့လုပ်တယ်ပေါ့ဟုတ်ကဲ့ပါဆရာဒီချိန်ထဲမှာလည်းစီစီသူသူယောဂါရှိတော်ညာလေအဲသူကအစီအတူတူရောကဆိုတော့ကာရမန်ဒီဘောဇလုံကောင်ပြတ်ကွက်မှုတွေဖြစ်တယ်။ဟုတ်ကဲ့ဆရာ။အဲ့တော့ကုန်ထုတ်ဆွမ်းစီတွေကြရတယ်ပေါ့။အဲ့ဒါမျိုးပြောင်းကျမ်းမာသွားနဲ့ပျော်ရွှင်စွာနဲ့နေထိုင်တာအောင်သူ့ကိုဝိုင်းဝန်းပြီးတော့ အာ support ပေါ့ထောက်ပံ့ပေးရမယ်ထောက်ပေးပြီးတော့လုပ်ငန်းရှင်တွေမှာအာပုံမှန်အာဝန်ထမ်းကဲ့သို့ပဲလုပ်နိုင်အောင်လို့ကျွန်တော်ဝိုင်းပြီးတော့ပံ့ပိုးပေးမယ်ဆိုရင်စီရသူကြိုရှိတော်ညာလဲသူရဲ့ productivity တို့ခေါ်တဲ့ control ဆိုင်သူကအာလုပ်နိုင်တဲ့အင်အားမကျဘူးပေါ့အဲ့လိုရည်ရွယ်ပြီးတော့ဒီ workplace ကိုကျွန်တော်တို့ပြောခြင်းဖြစ်ပါတယ်စီရသူကြိုယောဂရှိတော်ညာလဲလုပ်ငန်းရှင်တွေမှာအာပျော်ရွှင်ကြမ်းမှန်စွာနဲ့နေထိုင်လုပ်လုပ်နိုင်အောင်တို့ လုပ်ငန်းရှင်များလည်းပတ်ဝန်းကျင်ကိုဖန်တီးပေးထားမယ်။ကျန်တဲ့လုပ်ဖို့ကံပေးများလည်းဝိုင်းဝန်းပြီးတော့အာဆန္ဒမှုပြင်းနဲ့ဝိုင်းဝန်းဆော့ရှော့ပေးမယ်။အဲနောက်တစ်ခုကအာဝန်ထမ်းအနေနဲ့လည်းအဲကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီးတော့စီကျူသူကျူအာကောင်းအောင်လို့အာပြုပြင်ပြီးတော့ကိုယ့်ကိုဆော့ရှော့ပြီးတော့နေထိုင်နိုင်ခြင်းအပြင်ကာယကံရှင်အတွက်ကောကာယကံရှင်အတွက်ကောအာလုပ်ငန်းကွင်ရဲ့ဝန်ထမ်းတွေအတွက်ကောလုပ်ဖို့ကံပေးများအောင်လုပ်ငန်းရှင်များအတွက်ကောအလုံးအကျိုးရှိတဲ့ ပါဝင်ကြီးတွေကိုပြောင်းဖန်တီးဖို့လုပ်ရပါဘူး။ဟုတ်ကဲ့ပါဆရာ။အဲကြောင့်အစည်းအဝေးသူတို့ diabetes and workplace ပေါ့လုပ်ငန်းတွေအတွင်းကျန်းမာရေးပေါ့တုံ့ပြန်ဆောင်ရွက်ပေးပေါ့အဲဒါသတ်မှတ်ထားခြင်းဖြစ်ပါလား။ဟုတ်ကဲ့ပါဆရာ။